စကိုင်းတိုင်းအထက်ပိုင်းကသာမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတော်တိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာမှာဒါဇင်နဲ့ချီသေးဆုံးပြီးလက်နဲ့အများအပြားသိမ်းဆည်းရမိကြောင်းကချင် news group KNG ကဖော်ပြပါတယ်ကသာမြို့ခြေစိုက်အမှတ်309ချင်းမြန်တရင်ကအင်အား150ကျော်ပါစစ်ကြောင်းနဲ့ဒေသခံ PDF ကာကွယ်ရေးတပ်တွေမတ်လ15နဲ့16မှာနှစ်ရက်ဇက်တိုက် တိုက်ပွဲပြင်းထန်တာလို့ဆိုပါတယ်တော်လိုင်းဘက်ကရဲဘော်နှစ်ဦးကြာဆုံးပြီးစစ်ကောင်စီတပ်ဘက်ကအလောင်းတွေနဲ့အတူလက်နက်တွေကို သိမ်းဆီးရမိပြီး29ဦးကိုလက်ရဖမ်းမိတယ်16ရက်ညနေပိုင်းမှာဒဏ်ရာရစစ်သားတွေနဲ့အတူစစ်ကောင်စီတပ်ဟာအမှတ်309ချင်းမြန်တပ်ရင်းတပ်ဝင်းတွေကို ပြန်ဆုတ်သွားတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်2ကပြောပါတယ်တိုက်ပွဲဖြစ်တဲ့နေရာဟာ ခမရ309နဲ့၄မိုင်လောက်အကွာမှာရှိတဲ့နေယူတွင်ပင်မလွတ်လမ်းစုံနေရာတွေမှာဖြစ်ပြီးဒါဟာကတာမြို့ဝန်းကျင်မှာ အကြီးမားဆုံးတိုက်ပွဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီစစ်သားတချို့ကိုအာရကတက်တော် AA ကဖမ်းဆီးရမိထားတယ်လို့နေရင်းစရာကဖော်ပြပါတယ် ရေတပ်ဌာနချုပ်အနီးမှာရှိတဲ့အမှတ်32ရေတပ်ရင်းနဲ့သစ်ပုတ်တောင်တိုက်နယ်ကရှောက်ချောင်းနဲ့စီမောကြားမှာမလ16ဆက်ခွန်တိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးနဲ့ဒရုန်းတွေသုံးနေစစ်သားတချို့ထွက်ပြေးတယ်စစ်ကောင်စီစစ်သားတချို့ကိုအေအေကဖမ်းမိထားတယ်လို့လည်းဖော်ပြထားပါတယ် ကရင်ပြည်နယ်ကော့ကရိတ်ဘက်ကနေမြဝတီအာရှလမ်းပိုင်းဘက်ကိုထိုးစစ်ဆင်လာတဲ့အောင်စီရစစ်ကြောင်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုများတယ်လို့ Current Information Center KIC ကဖော်ပြပါတယ်မြဝတီအာရှလမ်းဒေါနာတောင်လမ်းဟောင်းနဲ့ကော့ကရိတ်တောင်ပိုင်းကြီးရွာဘက်ကိုစစ်ကြောင်း၄ခုခွဲပြီးမလဇန်းကလည်းစတင်ထိုးစစ်ဆင်နေတယ် မတ်လ14နဲ့15မှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီဘက်ကအကြဆုံးများတယ်လို့ဆိုပါတယ်။တရံကူးတိုက်ပွဲမှာစစ်ကောင်စီဘက်ကသေးတာများတယ်တောင်ပေါ်ရောက်နေတဲ့စစ်ကြောင်းတောင်အောက်ကိုပြန်ဆင်းပြေးရတဲ့အထိအခြေအနေဆိုးတယ်လူနာတွေသေပြီးဂျုံတူးဘက်ကိုပြန်ပြေးသွားတယ်လို့ကီနေလီတာဝန်ရှိသူတူကပြောပါတယ်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေဒရုန်းတွေသုံးနေတဲ့အတွက် တော်လိုင်းဘက်မှလည်းထိခိုက်မှုရှိပြီးအခုမတ်လ18ညနေပိုင်းအထိတိုက်ပွဲပြင်းထန်နေစေလို့ဖော်ပြထားပါတယ်တဝဲခရိုင်တရချောင်းမြို့နယ်ညောင်စင်ရွာနဲ့ရန်တုံရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဒေသခံတော်လိုင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်ရာမှာစစ်သား၁၀ဦးကထိခိုက်ဒဏ်ရာရကြောင်း တောင်းညီလောင်စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ် မလာ6ရက်မှာညောင်စင်ကအင်အား80ကန်းရှိစစ်ကောင်စီတပ်ကိုတိုက်ခိုက်ရမှာခွန်ဦးဒံယာရပြီးမလာ9ရက်ရန်တောင်စခန်းကိုတိုက်ခိုက်ရမှာ6ဦးဒံယာရတယ်လို့ဆိုပါတယ်ဒီစစ်စေးကိုဒေါင်းညီနောင်စစ်ကြောင်းဒေါင်းညီနောင် drone တပ်ဖွဲ့ T5 Wings drone တပ်ဖွဲ့ Dragon Squad Drone Force ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် မန္တလေးတိုင်းဝန်းတွင်းမြို့နယ်လေကြောင်းရံကာဝေးတပ်ကတက်ကြတူးနဲ့အမှတ်253ချင်းလင်းတရင်ကစစ်သားတဲ့2ဦးတော်လိုင်းတော်ဒီဘက်ကိုခိုးလုံလာတယ်လို့ဒလူဦးမြို့နယ်ပါကာဖကသတင်းထုတ်ပြန်ပါတယ်လေကြောင်းရံကာဝေးတပ်က တက်ကြတ်ဟာ MA1 သနတ်တလက်နဲ့အတူမလ23ရက်မှာရောက်လာပြီးခလာရ253ကစစ်သားတဲ့2ဦးကတော့ လက်နဲ့မပါဘဲတက်သေးကထွက်ပြေးလာသူတွေဖြစ်တယ်လို့ဆိုပါတယ်သူတို့သုံးကိုတာဝန်ရှိသူတွေကကြိုဆိုပြီးလက်နဲ့ပါလာတဲ့တက်ချက်ကိုထိုက်တန်နဲ့စုငွေချင်းမိလိုက်တယ်လို့လက်နဲ့မပါလာသူတွေကိုလည်းစုငွေပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ